ကဲအားလုံးပဲမင်္ဂလာပါရှင်တရော်ဟီလေးမိုင်းခစ်ထရာနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါရယ်ကဲဒီနေ့မှအခုသင်ပေးထားတဲ့အတိုင်းပေါ့နော်သူနဲ့ကိုနဲ့ရှေ့ဆက်ပြီးတော့မှအဆင်ပြေနိုင်မလားဆိုရဲပေါ့နော်အာအချီရေး reading လေးပေါ့နော် left message reading လေးကို hobby မှာဖြစ်ပါတယ်အဲ့တော့ကဲတွားလိုက်ကြမယ်နော်ဒါလေးကတော့ collective reading အနေနဲ့ပဲ hobby ထားပါတယ်နော် collective အနေနဲ့ပဲ hobby ထားတယ်လာကြည့်ရတူလူလေးတွေရဲ့ပေါ့နော် energy ပဲဖြစ်ပါတယ်ကဲအဲ့တော့ terror လေးနှိုးလိုက်မယ်နော် မိုင်းဘယူနီဗာစင်ဂျက်စနအကင်ဂျက်စနနေပါအလုံးစုံတော့ပြန်ပြန်ဆိုလိုက်ပြီးနေကောလက်တော့ဒီမှာလေးပေါ့အများကြီးကြည့်ကြတော့ကောင်းမွန်တဲ့အဖြစ်ကိုပြပါကဲအဲ့တော့လက်ရှိ energy လေးအနေနဲ့ပေါ့နော်သုံးကဆွဲမယ် king of one 701 ဲ့တော့လက်ရှိအခြေအနေမှာပေါ့နော်လက်ရှိအခြေအနေမှာသူနဲ့ကိုနဲ့နော်ဘာဆက်ဖြစ်မလဲဆိုတဲ့ဟာတော့လက်ရှိအခြေအနေမှာသူ့ဘက်ကလောလောဆယ်ဘာလုပ်နေလဲဆိုတော့ရယ်နော်တခုခုကိုရှာဖွေနေတာမျိုးရယ်နော်အမှန်တရားကိုရှာဖွေနေတာမျိုးကိုနဲ့အဆင်ပြေမဲ့သူကိုရှာဖွေနေတာမျိုးအဲ့လိုပုံစံမျိုးတွေ့ရတယ်နော်အဲ့တော့အဲထို့အတူပေါ့နော်ကိုယ့်ဘက်ကလည်းပဲအခုအားကြီးနေတဲ့ဒူလေးတွေဘက်ကလည်းပဲသူ့ကိုပေါ့နော် ကိုကိုတိုင်းကလည်းစောင့်ကြည့်နေတာမျိုးသူ့ဘက်ကလည်းကိုကိုစောင့်ကြည့်နေတာမျိုးပြောရရင်တော့အပြန်အလှန်ပေါ့နော်တယောက်ကိုတယောက်အပြန်အလှန်စောင့်ကြည့်နေတာမျိုးလေ့လာနေတာမျိုးတွေတွေ့ရတယ်နော်အဲ့တော့အဖက်ဖက်မှာပေါ့နော်စဉ်းစားရမယ်ဆိုတဲ့ပုံစံမျိုးလေးတွေတွေ့နေရတယ်သူကလည်းကိုကိုအာ သူနဲ့ရေရှည်ဖြစ်ပါမလားဆိုတဲ့ပုံစံမျိုးပေါ့နော်ပြန်တွေးနေတာမျိုးရှိတယ်အခုကိုကလည်းချိုးတူပဲသူနဲ့ရေရှည်ဖြစ်ပါမလားဆိုတဲ့ဟာမျိုးပေါ့နော်ပြန်တွေးနေတာမျိုးရှိတယ်အဲ့တော့ရေရှည် plan ဒီအတွက်ကိုသူနဲ့ကိုနဲ့ဒီတကယ်ကိုအဆင်ပြေနိုင်မမလားဆိုတဲ့ဟာကိုတယောက်ကိုတယောက် checking လိုက်နေတာမျိုးပေါ့နော်အဲ့လိုသဘောမျိုးရှိတယ်အဲ့ဒါတချို့ဆိုလို့ရှိရင်လည်းအဲ့လိုပဲကိုယ့်ရဲ့အနေထိုင်ပြုမှုပြောဆိုမှန်းများပေါ့နော်နောက်ခါကျတော့ကိုယ့်ရဲ့သူ့ပုံမှာဒီခံစားချက်တွေဒါတွေအကုန်လုံးကိုစောင့်ကြည့်နေတာမျိုးရှိတယ်နောက်နောက်ခါကျတော့ nice of one เนาะ နိုင်ဆော့ဝမ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့တခါတလေမှ तू ကဘာလဲဆိုတော့ तू ဖြစ်ချင်း तू လုံးချင်းတဲ့ကိစ္စတွေကိုเนาะအရန်ကိုစိတ်လိုက်မှန်ပါလုံနေတာမျိုးပေါ့เนาะအာဒါမျိုးလေးတွေရှိတယ်အဲ့လိုပုံစံမျိုးလေးကြားကြားလို့ရှိရင်ကွာကိုဘက်ကနေပြီးတော့သူ့ကိုဒဇွတ်ထိုးနိုင်နေဆိုပြီးတော့မြင်နေတာမျိုးပေါ့နော်ဒဇွတ်ထိုးဖြစ်နေတာမျိုးပေါ့အဲ့လိုပုံစံမျိုးလေးတွေ့ရတယ်။ तू ကဘာလဲဆိုတော့ तू လှုပ်ချင်တာ तू ဖြစ်ချင်တာဆိုလို့ရှိရင်ဇွတ်ဇူရောပေါ့နော်အဲ့လိုအဲ့လိုပုံစံမျိုးလောက်တာမျိုးပေါ့နော်အဲ့ဒီအတွက်ကိုဒီလိုလှုပ်တဲ့အတွက်ကိုကို့အနေနဲ့ ဒါမျိုးကြောင့်ပေါ့နော်ဒီလိုလုပ်တဲ့အတွက်ကြောင့်မလို့ကိုနဲ့ရေရှည်ဖြစ်ပါမလားဆိုပြီးတော့မှအာကိုကတွေးနေတာမျိုးရှိတယ်။သူရဲ့အဲ့ဒီဒဇွတ်ထိုးစိတ်တဲ့ရေရှည်ဟိုဟာမဖြစ်တဲ့ကိစ္စအရာပေါ့နော်။ကိုနဲ့အဆင်ပြေပါမလားဆိုပြီးတော့မှတွေးနေတာမျိုးရှိတယ်။နောက်တစ်ခါတော့701နော်။701ကတော့သူနဲ့ကိုနဲ့ကြားထဲမှာဗာလဲဆိုတော့ကာထားတဲ့နော်ဒီမှာဆိုရင်ဒါဆိုရင်ဒါကြီးကဗာလဲဆိုတော့ထောင်ဆိုတဲ့သဘောမျိုးပေါ့နော်။ထောင်ကြီးထောင်ကိုသူက break လုပ်ဖို့လုပ်နေတာ။ထောင်ကို Princeton Rig ဆိုတော့เนาะထောင်ကိုချိုးဖြတ်ဖို့လုပ်နေတာမျိုးတွေရှိတယ်။အဲ့တော့ဒီကက်ရဲ့အဓိပ္ပာယ်ရဆိုလို့ရှင်အချစ်အတွက်နဲ့ပတ်သက်ပြီးတော့မှเนาะ तू ကလေနှစ်ယောက်သားသားထဲမှာကာထားတဲ့စီးတွေရှိတယ်။ကာထားတဲ့အကြောင်းအရာတွေရှိတယ်เนาะ။ကိုနဲ့နှစ်ယောက်သားသားထဲမှာအခက်ခဲတွေရှိတယ်။အဲ့ဒီအဲ့ဒီအခက်ခဲတွေကာထားတဲ့စီးတွေကို तू ကချိုးဖြတ်ပြီးတော့ထွက်လာဖို့အတွက်ကိုစူးစမ်းနေတာမျိုးเนาะအာစူးစမ်းနေတာမျိုးပေါ့เนาะအဲ့လိုပုံစံမျိုးရှိနေတာမျိုးရှိတယ်။အဲ့တော့ ဒီမှာဆိုလို့ရှိရင်လည်းပဲဗောနော် fight fighting ဆိုတဲ့ဟာကိုပြောထားတယ်အဲ့တော့ဘယ်ဟာဘာပဲလာလာဗောနော် तू อ่ะအဲတကယ်လို့လာတယ်အခက်အခဲတွေရှိတယ်ဆိုလို့ရှိရင်လည်း fighting ဗောနော်တယောက်နဲ့တယောက်ဟောအပြက်ပြက်သားသား fighting လုပ်မယ်ဆိုပြီးတော့ဗောနော်အဲ့လိုပုံစံလေးတော့တွေ့ရတယ်ပြောရရင်တော့ဗောနော်ဒါစွန်စားလူစိတ်ဗောနော်စွန်စားလူစိတ်ကိုတော့တွေ့ရတယ်ဒါပေမဲ့အဲ့ဟာကို သူ့မှာ DC ကိုသူ့အနေနဲ့ကြော်ဖြတ်လာဖို့အထီးဆိုတာတော့ ထမလာသေးဘူးပေါ့ပြောရရင်တော့အပြင်အထိတော့မရောက်လာသေးဘူးပြောချင်တာကတော့လေအဲ့လိုပုံစံမျိုးစိတ်ထဲမှာတော့ရှိနေတယ်အဲ့တော့ကဲဒါဆိုရင် future အနေနဲ့ပေါ့နော်ဘာတွေဆက်ဖြစ်လာနိုင်မလဲပေါ့နော်အခုသူနဲ့ကိုနေရှေ့ဆက်ပြီးအဆင်ပြေလာနိုင်မလားဆိုရင်တော့သူ့အနေနဲ့ပေါ့နော် DC ကိုနော်ဘောင်နေကိုကြော်လာနိုင်မလားဆိုတာတော့မပြောတတ်ဘူးပေါ့နော်လောလောဆယ်မှာတော့နှစ်ယောက်သားကရှေ့ဆက်အဆင်ပြေနိုင်မလားဆိုတာတယောက်ကိုတယောက် checking လိုက်နေတာမျိုးသူ့ရဲ့တချို့သောကိစ္စတွေတချို့သောတစုထိုးနိုင်မှုတွေနော်တချို့သော စိတ်လိုက်မှန်ပါရှိမှုတွေပေါ့နော်ဒါတွေကကိုယ့်အတွက်အဆင်ပြေပါမလားပေါ့နော်ဒါတွေကိုတွေးနေရမျိုးတွေရှိတယ်။ဒါပေမဲ့ခါလေးကြောင့်ဖြစ်နေသူကလေစိတ်အားသက်တမ်းစွာနဲ့ကိုယ့်ကိုပေါ့နော်အရန်ချစ်ပြနေရမျိုးတွေဒါမျိုးလေးတွေလည်းရှိတတ်တယ်နော်။ခါလေးကြပြန်တော့လည်းမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုပုံစံမျိုးခံစားနေရတာမျိုးတွေတွေ့ရတယ်ကျော်ဘာဖြစ်မလဲဆိုတော့ the empire เนาะသူကတော့နည်းနည်းလေးเนาะတေးကြတာတခုကတော့တကယ်ကိုတဇွတ်ထိုးနိုင်တကယ်ကိုเนาะဒီမှာတင်း နိုင်စုံအဝင်းကြီးအောက်မှာဒီ empire ကြွားရဲဆိုတော့เนาะပို့ပို့ပြီးတော့လေးနဲ့သွားပြီပေါ့เนาะပြောရရင်နည်းနည်းလေးပို့ပြီးတကူကောင်းဆန်တဲ့သူမျိုးဖြစ်မယ်သူ့ဘက်ကိုသူကြည့်ရမျိုးเนาะနည်းနည်းလေးယောက်ျားဝါရီဆန်တာမျိုးเนาะအဲ့လိုပုံစံမျိုးရှိမယ်เนาะနောက်ခါကျတော့အာသူပြောတဲ့အတိုင်းလုပ်ပေါ့เนาะသူလုပ်တဲ့အတိုင်းမလုပ်နဲ့ဆိုတော့ပုံစံမျိုးကြီးလည်းရှိတာပေါ့เนาะ အဲ့တော့ရှစ်ဆက်ပြီးအဆင်ပြေနိုင်မလားလို့မေးတယ်ဆိုရင်တော့ကဲသူ့ရဲ့အကျိုးတွေကဒီလိုပုံစံမျိုးတော့ရှိရတယ်။တခုရှိတာကသူကတခုတော့ရှိတာကကိုယ့်ကိုတကယ်ကိုခေါင်းဟိုပါပေါ့နော်ခေါင်းဆောင်ခေါင်းအနေနဲ့ကိုယ့်ကိုတကယ်ကိုအားကိုးအားထားပြုရာအနေနဲ့တော့ရှိလိမ့်မယ်နော်။ तू ကလေဘာလဲဆိုတော့အိမ်အောင်ဦးစည်းကောင်းပီတာတဲ့အနေထားမျိုးတော့ရှိရတယ်။ဒါပေမဲ့တခုရှိတာကအရန်ယောက်ျားဝါရီဖြစ်တာမျိုး နော်အဲ့တော့ပြောရရင်တော့ပေါ့နော်ကိုကအယံကိုထက်မြက်တဲ့မိန်းမတယောက်ဖြစ်နေတာမျိုးလို့ခေါ်မလဲအဲယောက်ျားလေးတယောက်ရဲ့လွှမ်းမိုးမှုကိုအယံမခံလို့တဲ့အမျိုးသမီးမျိုးတွေနဲ့ဆိုရင်တော့တိတ်အဆင်ပြေမှာမဟုတ်ဘူးဒီလိုပါပေါ့နော်အဲ့လိုပုံစံမျိုးအနေထားတွေ့ရတယ်အဲ့တော့မိန်းကလေးကလည်းကိုကနဲ့ကိုတကယ်ကိုစမက်ကြပြီးတကယ်ကိုဟိုဟာဖြစ်နေတဲ့သူမျိုးသားဆိုရင်ပေါ့နော်ဒီဒီဖိုဝါရီယန်ကြီးစိုးနေတဲ့သူတစ်ဖက်သားတစ်ဖက်နဲ့ပေါ့နော်ဒီလူနဲ့ကရှင်းဆက်ပြီးလုံဟိုဆက်သွားလို့ရမလားဆိုတဲ့ဟာက အမမိမိကိုယ်တိုင်စဉ်းစားဆုံးဖြတ်ရမယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေပြီပေါ့နော်ဒီမှာဒီဒီရဲ့ energy တွေကိုပြပေးတာမျိုးပေါ့နော်ဒီလိုပုံစံမျိုးတွေရှိနေတယ်အဲ့ဟာဒီကိုယ်နဲ့ရေရှည်အဆင်ပြေပါမလားဆိုတာတွေးပေါ့နော်နောက်ခါကျတော့ဒီအချိန်မှာ तू ကဘာလဲဆိုတော့လေထဲမှာနည်းနည်းလေးတိုက်ရင်စောင့်နေတာမျိုးစိတ်လေစိတ်လွင့်နေတာမျိုးတွေရှိတယ်အဲ့တော့အနာဂတ်ကိုတည်ချာချာမတွေးနိုင်သေးဘူးတဲ့နော်အနာဂတ်ကိုတည်ချာချာမတွေးနိုင်သေးဘဲနဲ့ဘာလုပ်နေလဲဆိုတော့ဒီလေထဲမှာ ိုက်ရင်စောက်ပြီးတကားဖွင့်မှုလုပ်နေရတယ်။အဲ့တော့ risk ယူရမယ့်အပိုင်းတွေရှိတယ်။သူနဲ့ရှေ့ဆက်မယ်ဆိုရင်တော့ risk တွေအများကြီးယူစရာရှိလိမ့်မယ်။နော်။ဘာလို့ဆိုတော့သူနဲ့ကိုယ်နဲ့နှစ်ယောက်သားကြားရင်းမှာတချို့သောအခက်ခဲတွေတချို့သောအကာအရန်အတားအဆီးတွေကကြော်ဖြတ်မယ်ဆိုလို့ရှိရင်တော့အများကြီးအခက်ခဲတွေရင်ဆိုင်ရဖို့ရှိတယ် fighting တွေ play ရစရာရှိတယ်အဲ့တော့တချို့တွေဆိုလို့ရှိရင်မိဘတွေကသဘောမတူနေတာမျိုးပေါ့နော်တချို့တွေဆိုလို့ရှိရင်တစ်ဖက်က လွတ်လွတ်လပ်လပ်တမာမဟုတ်နေတာမျိုးတွေအဲ့လိုပုံစံမျိုးကြီးရှိနေတယ်။ဒါကြောင့်မို့လို့နော်ဒီဒီ relationship ကနော်ရှေ့ဆက်ပြီးတော့အဆင်ပြေမလားလို့မေးတယ်ဆိုရင်တော့တော်တော်လေးအခက်အခဲပေါင်းများစွာကိုကြုံပြရလိမ့်မယ်လို့ပြောလို့ရတယ်နော်။ စင်ပြေဖို့ကလည်းတော်တော်လေးမလွယ်ဘူးပေါ့နော်မလွယ်ဘူးလို့ပြောလို့ရတယ်။အဲ့တော့ဒီမှာဆိုရင် two source sweat တဲ့နော် two source sweat ကဘာလဲဆိုတော့ဒီမှာကတော့ဘာလဲဆိုတော့မမျော်လင့်မဲနဲ့တချို့တချို့တွေဆိုလို့ရှိရင်ပေါ့နော်မမျော်လင့်မဲနဲ့ကိုဝင်ရသွားတာလို့အာမမျော်လင့်မဲနဲ့ပေါ့နော်ဒီလိုကိစ္စမျိုးတွေပေါ့နော်နှစ်ယောက်သား ကိုဝင်ကိစ္စမဟုတ်ရင်တော့မဟုတ်နော်နှစ်ယောက်သားဒီလိုအနေနီးဆက်ခဲ့တဲ့ကိစ္စမျိုးတွေနဲ့တချို့သောပြဿနာလေးတွေဖြေရှင်းရတာမျိုးတွေနော်ပြဿနာတွေဖြေရှင်းရတာမျိုးတွေပေါ့နော်အဲ့လိုနှစ်ယောက်သားကြားမှာပြဿနာဖြစ်ဖြစ်ရတာမျိုးတွေပေါ့နော်ကြုံတွေ့ရတဲ့တဲ့အဲ့ဒါဒီတေချာတာတခုကဒါဟိုပေါ့နော်ဒီကလေးကိစ္စနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒီမမျှော်လင့်မနေကိုဝင်ရသွားတာပဲဖြစ်ဖြစ်သို့မဟုတ်မိသားစုရဲ့ပြဿနာတွေလည်းဖြစ်နိုင်တယ်เนาะအဲ့လိုပြဿနာတွေကြောင့်မို့လို့နှစ်ယောက်သားကြားက ယောက်သားเจ้าမှာเนาะဒီလိုပုံစံမျိုးပေါ့เนาะအခက်ခဲတွေကြုံလာရတာမျိုးရှိတတ်တယ်။အဲ့တော့သူနဲ့ကိုယ်နဲ့ရှေ့ဆက်ပြီးအဆင်ပြေနိုင်မလားဆိုရင်တော့ချက်တန်းရမယ့်အခက်ခဲတွေကတော့တော်တော်များတာတွေ့ရတယ်เนาะတော်တော်များတာတွေ့ရတယ်ပြီးတော့လည်းသူ့ရဲ့ပုံစံကတော်တော်လေးကိုเนาะအဲအကြောတင်းတင်းနဲ့ပေါ့เนาะဟိုတကယ်ကို ယောက်ျားလေးရင်းဆန်နေယောက်ျားလေးဝါရီမျိုးလည်းဖြစ်နေတာမျိုးလည်းရှိတယ်။အဲ့တော့နောက်တစ်ခုက the empire ရယ်နော် the 7 701ရယ်ပေါ့ဒီမျိုးပုံစံဒီမှာ left ဆိုတာအချစ်ဆိုတော့ဘာညာပေါ့နော်နည်းနည်းပြောရရင်တော့ပြောရတော့ तू ကအချီရေးနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်တော့ဗောနော်တစ်ခါလေးကြားလို့ရှိရင်ဒီ empire ရဲ့အဲ NRD ရဆိုလို့ရှိရင်တစ်ခါခါကြားလို့ရှိရင်နည်းနည်းလေးတချို့ကိစ္စတွေမှာကွယ်အာပြောကြင်တာက မင်းကလေးကိစ္စတော့ဘာလို့လဲဆိုလို့ရှင်လဲအဲသူ့အနေနဲ့တချို့ကိစ္စတွေမှာမလွတ်ကင်းတာမျိုးပေါ့နော်မလွတ်ကင်းနေဆိုတာတခြားတော့မဟုတ်ပါဘူးသူ့ကိုလည်းသဘောကျတယ်ပေါ့နော်သူ့ရဲ့သွင်ပြင်လျာကကွာအားကိုးကျင်စရာရှိတဲ့အနေအထားမျိုးရှိရကွာပြီးတော့စကားပြောကောင်းတာမျိုးတွေเนาะအာနည်းနည်းဟန်ပါတယ်မန်ပါတယ်ပေါ့เนาะအဲ့လိုသူ့ရဲ့သူ့ရဲ့ leader type ကိုကြိုက်တဲ့အမျိုးသမီးတွေကရှိတဲ့ခါကြတော့ခါခါကြရင်သူကမျက်နှာများတယ်ဆိုတဲ့ပုံစံမျိုးရှိတယ်ဘာလို့လဲဆိုတော့ဘယင် ်ဘယင်းနေဧကရိတရားတစ်ခါကကြာရင် main ကလေးကတယောက်တည်းမရှိတတ်ဘူးလေအဲ့လိုများနေတတ်တာမျိုးပေါ့နော်အဲ့လိုမျိုးလေးရှိတတ်တယ်အဲ့တော့နှစ်ယောက်သားကြမှာတော့ two source ဆိုတော့တချို့သောကိစ္စလေးတွေကတခြားသူတပားသူကြောင့်နှစ်ယောက်သားကြမှာအဲ့လိုပြဿနာတွေအာစကားများရင်ဖြစ်ရတာလေးတွေခဏတိုင်းဖြစ်ကြတယ်ပေါ့နော်ဒီမှာတော့ခလေးလေးလေးလာပြရဲဆိုတော့ပေါ့နော်ရုပ်တရက်အဲ့လိုမျိုးကိုဝင်ရွာတာကလေးရွာတာဖြစ်တတ်တယ်အဲ့ဟာလေးကိုနည်းနည်းခယူးဆိုင်ပါအချိန်မတန်သေးပဲနဲ့ပေါ့နော်အချိန်မတန်သေးပဲနဲ့ဖြစ်သွားတာဖြစ်တဲ့အတွက် အကျိုးဆက်ကမိမိကိုယ်တိုင်ပဲခံစားရမှာဖြစ်ပါတယ်လို့ပြောကြတယ်ပေါ့နော်အဲ့တော့သူနဲ့ကိုယ်နဲ့ရှေ့ဆက်အဆင်ပြေနိုင်မလားဆိုရင်တော့ energy တွေအရတော့အရန်ကြီးကောင်းနေတာမျိုးတော့မရှိဘူးနော်အရန်ကြီးကောင်းနေတာမျိုးတော့မရှိဘူးအဲ့တော့ရှေ့ဆက်အဆင်ပြေနိုင်မလားလို့မေးရဆိုရင်တော့တေချာစဉ်းစားပါလို့ပဲကျွန်မပြောကြတယ်ပေါ့နော်တေချာစဉ်းစားပါအနေထားတွေအရတော့ energy ကဟုတ်လို့အရန်ကြီးကောင်းနေတာမျိုးတော့မဟုတ်ဘူးပေါ့နော် အဲ့တော့ဒီမှာပြောတဲ့ energy တွေကိုကိုကဘယ်လောက်ထိလက်ခံနိုင်လဲဘယ်လောက်ထိရှေ့ဆက်သွားနိုင်မလဲဆိုတာကိုကိုကိုဘယ်လောက်ထိအာမခံချက်ပေးနိုင်လဲဆိုတာတော့ပြန်စဉ်းစားပါလို့ပြောကြတယ်ပေါ့နော်အဲ့တော့ကဲရှေ့သူနဲ့ကိုနဲ့ရှေ့ဆက်ပြီးတော့မှအဆင်ပြေနိုင်လားဆိုတော့ဒီ Master Raro Oracle ကနေပြီးတော့မှလာကြည့်နေတဲ့ quality တမားလေးတွေကို energy ကြီးပြောပြလေးပါအောင်နော် grounding နဲ့တည်ငြိမ်ဖို့လိုတယ် stability ဖြစ်ဖို့လိုအပ်တယ်နော် ဲ့တော့မြောက်သားကြမှာအခြေအနေတွေအခြေအခြေအနေတွေပေါ့နော်အခြေအနေတွေတည်ငြိမ်အောင်လုပ်ဖို့အတွက်ကိုအခြေအနေဖြစ်ပါတယ်တဲ့နော်တစ်ဖက်ကလည်းပါလဲဆိုတော့နော်သူ့ကိုကအရန်ကြီးဆွဲလန်းနေတာမျိုးအရန်ပိုင်ဆိုင်လိုစိတ်တွေဖြစ်နေတာမျိုးတွေဖြစ်တတ်တယ်။အေးနော်အရန်ကြီးပိုင်ဆိုင်လိုစိတ်တွေများနေတာမျိုးတွေဖြစ်တတ်တယ်နော်။အဲ့တော့တစ်ဖက်ကလည်းပဲယောက်ျားလေးဘက်ကလည်းနည်းနည်းတော့ဆွမ်းတော့ပြောသလိုလေအရန်ဥမာကွာသူသာလှုပ်ချင်တာလှုပ်မယ်နော်။ အဲကိုယ့်ရဲ့ကောင်မလေးကိုကြာတော့ဒါမျိုးပေးမလို့ဘူးဆိုတာမျိုးလည်းရှိရယ်နော်အဲ့လိုပုံစံမျိုးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လုံးဝလုံးဝဟိုပါဘယင်ဘယင်ဟိုပါ emperor ရဲ့ energy ရဆိုရင် तू ကသာပိုင်ကျင်တာအဲ့လိုမျိုးပေါ့နော်အဲ့လိုသဘောမျိုးရှိတယ်အဲ့တော့ तू ကအရင်ကြီးကိုယ်ပေါ်မှာ light လွှမ်းမှုနေရမျိုး control အရင်လုပ်နေရမျိုးတွေရှိလိမ့်မယ်အဲဒါကဒါကအမျိုးသားဘက်ပေါ့နော်ဟိုအမျိုးသား energy ရှိတဲ့ဘက်ပေါ့အဲအမျိုးသမီး energy ရှိတဲ့ဘက်ကြတာလဲဘာဖြစ်လဲဆိုတော့အရင်အချစ်လွန်ပြီးတော့သူ့ကို light control လုပ်နေမိတာမျိုးတွေနော် emotional တွေ block ဖြစ်နေတာတစ်ချိန်လုံးသူ့အကြောင်းကိုပဲတစ်ချိန်လုံးတွေးနေတာမျိုးသူ့ကိုအဲ့လိုမျိုးအချိန်လုံးတွေးနေတဲ့အတွက်ကြောင့်မလို့တစ်ချိန်လုံးကိုယ်ကိုလိုက်ပြီးတော့ဟိုဘယ်လိုခေါ်မလဲဘာလုပ်လဲဘာကြိုက်နေရအစားပေါ့လိုက်ပြီးတော့မှကိုယ်ကလွှမ်းမှု လိုက်ထုတ်ကင်နေရမျိုးကြီးရှိနေတယ်ဆိုရင် तू ကခန့်နိုင်မှာမဟုတ်ဘူးမခံဘူးเนาะအဲ့လိုမျိုးဆိုလို့ရှိရင်အားနှစ်ယောက်သားကြမှာညှိမြရတဲ့အနေအထားမျိုးကြီးဖြစ်လာလိမ့်မယ်ပေါ့เนาะအဲ့တော့ဘာလို့ဆိုတော့ तू ကလည်း तू ကနေသူ तू တလူငါတမင်းပေါ့เนาะလူဖြစ်နေကိုကလည်းအဲ့ရာကိုမှလိုက်အတင်းလွှမ်းမှုမယ်ဆိုရင်မြောက်သားကအရှင်းဆုံးပြောရင်ဗရာဒလန်တန်ဒလန်ဖြစ်နေတာမျိုးခဏခဏယန်စကားတက်ကြတာမျိုးယန်တက်ကြတာမျိုးပေါ့เนาะစကားများတာမျိုးဖြစ်ကြတယ်เนาะ ဲ့တော့နောက်ခွက်တော့ healthy choice တဲ့ okay เนาะဒီကလေးပါတယ် healthy choice လေးပါတဲ့အတွက်ကြောင့်မလို့သေချာစဉ်းစားဖို့လိုအပ်ပါတယ်လို့ပြောကြတယ်။သူနဲ့ရှေ့ဆက်ပြီးအဆင်ပြေနိုင်မလားဆိုရင်တော့ဒီမှာကိုကိုကိုချစ်ပါတဲ့ကိုကိုကိုဂယူဆိုင်ပါเนาะပျော်ရွှင်ရောင်နေပါတဲ့เนาะကိုရဲ့အချင်းနဲ့ဘဝကိုသေချာလေးတည်ဆောက်ပါလို့ပြောကြတယ်။အဲ့တော့ကိုကိုကိုဂယူဆိုင်ဖို့မေ့နေတဲ့သူလေးတွေရှိတယ်ဆိုရင်ဂယူဆိုင်ဖို့မမေ့ပါနဲ့လို့ပြောကြတယ်။အချစ်ကအရင်ကြီးဘဝတော့မဟုတ်ဘူးပေါ့နော်။ကိုရဲ့ဘဝကအချစ်မပါဘဲနဲ့လေပေါ့နော်။ကိုကိုကိုချစ်တဲ့ energy လေးနဲ့ပျော်အောင်နေတတ်ဖို့ကိုလည်းမွေးပါလို့ပြောကြတယ်။ဘာဖြစ် ဖြစ်လို့ဆိုတော့ကိုနဲ့အရန်ကြီးဟိုအချစ်တခုတည်းနဲ့တွားလို့မရဘူးလေနော်အဲကိုနဲ့တကယ်အဖက်ဖက်မှာအန်ဝင်ကွင်ကြနေဖို့လိုတယ်ရှေ့ဆက်သွားမဲ့လူပါဗောနော်အဲ့တော့ဒီမှာအခုကြည့်ရသလောက်ကတော့လာကြည့်နေတဲ့သူလေးတွေရဲ့တစ်ဖက်သူကကိုနဲ့အရန်ကြီးအန်ဝင်ကွင်ကြနေတာမျိုးတော့မတွေ့ရဘူးသူ့ရဲ့ဇယိုက်တွေသူ့ရဲ့ energy တွေဒီမှာလာပြတာကိုနဲ့ရှေ့ဆက်ပြီးအမှန်တကယ်ပြေးနိုင်မှမလားဆိုတာတော့ပြန်လဲစဉ်းစားသုံးသပ်ရမယ်ဆိုတဲ့ဟာမျိုးဗောနော်ပြောနေတာမျိုးတွေရှိတယ်အဲ့တော့ဒီမှာဆိုရင် romance and left message ကနေပြီးတော့ဗာလေးတွေဆက်ပြောမလဲဆိုတာကြည်ရင်းနဲ့ကျမတို့ဒါလေးပြီးသွားရင်အဆုံးသတ်မယ်เนาะတဖြည်းဖြည်းနဲ့မှောင်လာပြီပေါ့เนาะအပြင်မှာ travel ရတာလဲကျမမှာတပတ်မှာတရက်အချိန်ကိုပေးတဲ့ဥစ္စာမှာလဲအဲ့အဓိကရာဒီဥရုနဲ့ဟိုဟာကိုကြည်နေရတယ် okay လာကြည့်နေရ collective သမားလေးတွေအတွက်ကိုเนาะ left message oracle လေးပေးနေပါ okay proposal တဲ့เนาะ proposal ဆိုတော့အဲဒါလေးကတော့เนาะဟိုဒါ single လေးတွေဖြစ်မယ်တဲ့တွေ့เนาะဒီမှာလာကြည့်နေတဲ့သူက single လေးတွေဖြစ်မယ်ဆိုရင်ကိုယ့်ရဲ့ crush ကကိုယ့်ကို propose လုပ်လာတာမျိုးเนาะအဲ့တော့တချို့သောသူတွေကတော့ဗောเนาะကိုယ့်ကိုအာ near future မှာဗောเนาะဒီကပို့ပြီးတော့မှတဆင့်တက်နိုင်မှုအတွက်သို့မဟုတ် เนาะ surprise ပေါ့เนาะအဲအဲ့လိုပုံစံမျိုးအနေထားလေးနဲ့เนาะ proposal တခုရလာတာမျိုးတော့ရှိတယ်ဒါ commitment တော့မဟုတ်ဘူးเนาะ तू ကနေပြီးကိုယ် proposal လုတ်လာတာ offer လုတ်လာတာမျိုးပေါ့เนาะအချစ်စကားပြောလာတာမျိုးเนาะချစ်ခွင့်ပန်လာတာမျိုးလေးတွေရှိမယ်ပေါ့เนาะဒါလာကြည့်နေတဲ့အချိန်မှာအာ single လေးတွေပါနေတူပါတယ် crash အတွက်ကြည့်တာမျိုးဆိုရင်တော့ဒါ proposal လေးရလာမယ်ပေါ့เนาะအချစ်သူတွေဖြစ်ပြီးသားလူတွေတော့ကတော့ဒါထပ်ပြီး offer ရစရာတော့မရှိတော့ဘူးပေါ့เนาะဒီမှာတော့အာ new ဟိုဟာမပါဘူးเนาะ new beginning ဆိုတာမပါတဲ့အတွက်ကြောင့်မို့အချစ်တစ်တော့မဖြစ်နိုင်ဘူး နော်နောက်တစ်ခုကတော့ right bad တဲ့နော်အဲ့တော့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရောက်ရှိနေဖို့အတွက်နော်လိုအပ်နေတယ် Love is a beautiful journey and you are on that right bad တဲ့နော်အခုချိန်မှာတော့မှန်ကန်တဲ့လမ်းကြောင်းတစ်ခုပေါ်ကိုတော့ရောက်ရှိတဲ့အနေအထားမျိုးတော့ရောက်နေပါတယ်တဲ့ကဲအဲ့တော့တချို့တွေကတော့ပေါ့နော်ဆောနာလိုဆောနာပြောထားတဲ့ energy လေးတွေကိုနော်ဆောနာပြောထားတဲ့ energy လေးတွေကိုထိန်းကြီးနိုင်မယ်ဆိုရင်တော့အခုဆောနာမှာကျွန်မပြောရဲသူက သူ့ကိုအရန်လွှမ်းမိုးတာမကြိုက်ဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲအဲ့ဒါကိုကိုကသွားပြီးအတင်းလွှမ်းမိုးတာမျိုးမလုပ်နဲ့ပေါ့နော်အဲ့လိုမျိုးလေးဆိုလို့ရှိရင်တော့တယောက်ကိုတယောက်အပြန်လန်ထိမ့်ကြီးမယ်ဆိုရင်တော့အဆင်ပြေနိုင်တယ်နော်ဘာဖြစ်လို့လဲဆိုတော့ तू ကတော့ passion ရှိတယ်ကိုကို तू လည်းပဲမချစ်တာတော့မဟုတ်ဘူးပေါ့နော်ချစ်တယ်ဆိုတဲ့ဟာမျိုးကိုတော့တွေ့ရတယ်အာဒါပေမဲ့ပေါ့နော်အဲ့ဒီချစ်တယ်ဆိုတဲ့ဟာတစ်ခုလေးနဲ့တင်လည်းမလုံလောက်ပြန်ဘူးဘာဖြစ်လို့လဲဆိုတော့အဖက်ဖက်ကကြည့်ရမယ့်ဟာတွေလည်းကြံ့ ရှိသေးတယ်လေနော်ကျွန်တော်အရှိမဟောသွားတဲ့ဟာပေါ့နော်နောက်ခါကျတော့ဒီအချိန်မတိုင်သေးငေးပဲနဲ့အချိန်မတိုင်သေးခင်မှာပေါ့နော်ဒီဖြစ်လာတဲ့ကိစ္စတွေဆွဆနာမှာပြောသွားတယ်ပေါ့နော်ဒီကိစ္စလေးတွေမှာအရှိရပြောသွားတဲ့ဥစ္စာသိရမလားဒါကိုခဏခဏကြီးမပြောချင်လို့ခဏခဏကြီးမိမမထူပြချင်ပေါ့နော်ကဲအဲ့ဒီလိုမျိုးအခြေလွန်လက်လွန်ဖြစ်တဲ့ကိစ္စတွေလည်းမဖြစ်စေချင်အဲ့ကိစ္စတွေဖြစ်တယ်ဆိုရင်ဒီလို right back ကရောက်လာနိုင်မှာမဟုတ်ဘူးပေါ့နော်ပြောချင်တာအဲ့တော့ဒီမှာကတော့ဘာပြောလဲဆိုတော့ settling စတဲ့နော် ဲ့တော့နောက်တစ်ခုကတော့ကိုကုတ်ကိုတဲ့နော်အချစ်နယ်ပေါ့နော်ထိုက်တန်နေဆိုတာကိုတော့မမေ့ပါနဲ့တဲ့နော်အဲ့တော့တချို့တွေအရင်ကြီးပေါ့နော်ဟို edit editor ဖြစ်နေရဒီတယောက်မှဒီတယောက်ပဲဆိုပြီးတော့မှပေါ့နော် तू ကဂယူဆိုင်ဆိုင်မဆိုင်ဆိုင် तू ဘလို့ပဲအကျော်တင်းတင်းသိရမလားကိုကအတင်းလိုက်နေရတာမျိုးတွေနော်ကိုကအတင်းသူ့ပေါ်မှာဟို သူသူစိတ်ငြိမ်ကြီးပဲပေါ့နော်ဖြတ်တန်းနေရတာမျိုးကြီးရှိတယ်ဆိုရင်တော့ကိုကိုကိုပေါ့နော်ကိုကကောင်းမွန်တဲ့အချင်းနဲ့ထိုက်တန်နေဆိုတာလည်းမမေ့ပါနဲ့တဲ့နော်ကိုကိုကိုချစ်ဖို့လည်းပြန်ပြီးတော့မမေ့နဲ့လို့ပြောချင်တာမျိုးပေါ့နော်အဲ့တော့ဒီမှာကတော့ပေါ့နော် energy ရပြောမယ်ဆိုရင်တော့တချို့တွေကတော့အရင်ကြီးအချစ်ကြီးလွန်းတာနောက်ခါကျတော့အာဘာလဲဆိုတော့ အတားနည်းနည်းကြီးတာပေါ့နော်အဲ့လိုပုံစံမျိုးကြီးတွေ့ရတယ်။အဲဒီအချက်မှာကြည့်လိုက်တဲ့အခါမှာအရင်ကြီးအေးချမ်းချမ်းနဲ့ပေါ့နော်ဟိုညစ်တာတရားနဲ့အာအေးဆေးဆေးလေးချစ်မယ်ဆိုရဲဟာမျိုးမပါဘူး။ပူလောင်တာတွေအများကြီးတွေ့ရတယ်။မြောက်သားကြောင်မှာလည်းဒီမှာဟိုစီးတွေပေါင်းနေဆိုတာတွေကလည်းရှိသေးတယ်။အဲ့ဟာတွေကမလွတ်မလပ်ကိစ္စတွေကလည်းပါနေတာမျိုးပေါ့နော်။အဲ့လိုဆိုတော့ အကယ်လို့စင်ငယ်အချင်းချင်းဆိုလို့ရှိရင်လည်းပဲအဲ့လိုမိဘသဘောမတူတာမျိုးတွေเนาะစသဖြင့်ပေါ့เนาะဒါမျိုးတွေရှိမယ်အခက်ခဲတွေရှိတာမျိုးပေါ့เนาะအဲ့ဟာတွေကဘယ်လောက်ထိကိုးသွားနိုင်လဲဆိုတာစဉ်းစားဖို့လိုအပ်တယ်เนาะသူ ਨੇ ရှေ့ဆက်သွားမယ်ဆို risk တွေအများကြီးယူရမှာမျိုးတွေတွေ့ရတယ်အဲ့တော့ဒါလေးတွေကိုဖက်ပကန်နေစဉ်းစားပါဒီသားထဲမှာကိုကိုကိုချက်တဲ့ energy ကိုလည်းမပြောက်ပါစေနဲ့လို့ပြောရင်းနဲ့เนาะမှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုအမြန်ဆုံးရောက်ရှိပါစေလို့ပဲကျွန်မဆုတောင်းပေးလိုက်ပါတယ်ကဲဒါလေးကတော့เนาะအခုကြည့်နေတဲ့သူလေးတွေအတွက်ကိုเนาะ သူနဲ့ကိုရှစ်ဆက်အဆင်ပြေလာနိုင်မလားဆိုရဲပေါ့နော်ဒီ energy လေးကိုဖတ်ပေးသွားတာပဲဖြစ်ပါတယ်။မှောင်လဲမှောင်တော့မယ်ဆိုတော့ဒါမဲ့ကျမတခုလေးလုတ်ပေးတယ်နော်ဟိုတိမ့်လိုက်တော့မယ်ပေါ့နော်တိမ့်လိုက်မလို့နှုတ်တောင်နှုတ်ဆက်နေပြီဒါမဲ့ဘာလေးလုတ်ပေးခြင်းဒီလဲဆိုတော့ခဏလေးနော်ဟိုပါပေါ့နာမည်အစအလုံးလေးတွေကိုကျမဒီဟာလေးနဲ့ဖတ်ပေးလာမယ်နော်ဒီဒီ chance လေးတွေကလည်းမဖတ်ပေးပြတာကြာပြီဆိုတော့လေနော်အဲ့တော့ဘလို့လူတွေပေါ့နော်ဘလို့နာမည်အစလေးတွေဖြစ်နိုင်မလဲဆိုတာလေးကိုကြည့်ကြရအောင် ဘယ်လိုလူတွေနဲ့ပိုကြိုက်မလဲဆိုတာမျိုးပေါ့နော်အဲ့တော့နာမည်မှာ B တဲ့နော် B ပါရာမျိုးနော်ဘိုတို့ဟိန်းတို့နော်စသဖြင့်ပေါ့နော် B ပါတဲ့ E E ပါရာမျိုး Y တဲ့နော် Y ပါရာမျိုးတဲ့နောက်ကကြတော့ N နော် N ပါရာမျိုး S ပါရာမျိုးနောက်ကကြတော့ L ပါရာမျိုးနော်အဲ့တော့ L ရဲ့ S ရဲ့ Y ရဲ့ B ရဲ့ E ရဲ့ န်နေเนาะโอเคဒါလေးကတော့เนาะအခုသူနဲ့ကိုယ်နဲ့ရှေ့ဆက်အဆင်ပြေနိုင်မလားဆိုရဲเนาะ reading လေးကိုဖတ်ပြလိုက်တာပဲဖြစ်ပါတယ်ကဲကောင်းတဲ့ energy လေးတွေရရှိပါစေเนาะဆောနာကျမပြောသလိုပဲเนาะအချိန်မတန်သေးခင်မှာမဖြစ်တဲ့ကိစ္စတွေမဖြစ်အောင်ရေနောက်တစ်ခါကျတော့ရေရှိမှာသွားနိုင်ဖို့အတွက်ကိုယ်ကကြတော့လဲပဲเนาะသူနဲ့ကိုယ်နဲ့ တိတ်ချချာလေးသူ့ဘက်ကိုယ်ဘက်မြင့်မြလေးမြင့်မြတက်တာလေးပေါ့နော်ဘလောက်ထိတိဆောက်နိုင်မလဲဆိုတာလေးကိုပါထည့်သွင်းစဉ်းစားပါလို့ပဲကျမကအကြံပြုလိုပါတယ်နော်အဲ့တော့နောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့ပါမယ်ကျမကိုဒီဩပြောဖို့อ่ะကျမရဲ့ပေါ့နော်ဒီ page လေးကအစ်စ်လေးဖွင့်ထားပါတယ် tarot healing my kidra အစ်စ်ဖွင့်တဲ့အခါမှာ tarot reading my kidra ဆိုပြီးတော့มาဖြစ်နေပါတယ်အဲ့တော့အဲ့ဒီ page အစ်စ်လေးကိုလည်း like and share လေးလုပ်ထားဖို့မမေ့ပါနဲ့ကျမရဲ့ youtube channel လေးကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်အဲ့တော့ဒီ page အဟောင်းလေးကအချိန်မရွေးပြုတ်ကျသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကယ်လို့ရှာမတွေ့တော့ဘူးဆိုလို့ရှိရင် page အစ်စ်ကလေးကိုလာခဲ့ပါလို့ပဲပြောချင်ပါတယ်နော်။ကဲနောက်ထပ်နောက်ထပ် reading တွေမှာပြန်တွေ့ပါမယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံကြပါစေနော်။